မြို့သမီးတွေဟာလိန်ဆက်ဆန့်ပြီးရဲ့နောက်ပိုင်းမှာဘာကြောင့်ဆွဲလန်းသွားတတ်တာလဲဒါကလူအများစုစိတ်ထဲမှာမေခွန်းထုတ်နေပေမဲ့ထုတ်ဖို့ပြောဖို့ရှက်ရွံ့နေကြတဲ့အကြောင်းအရာတစ်ခုပါတကယ်တော့ဒါဟာရိုးရှင်းတဲ့ဇီဝကံမှတုံ့ပြန်မှုတသက်မဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုတွေနက်နက်ရှိုင်းရှိုင်းပေါင်းဆက်သွားတဲ့ရလက်ပဲဖြစ်ပါတယ်ယင်းနည်းနဲ့ဆက်ဆံရေးမှာမြို့သမီးတွေဟာ မျိုးသားတွေထက်စိတ်ကံစားမှုကိုမွေးရပါပို့ပြီးတော့ပေးတတ်ကြပါတယ်ခန္ဓာကိုယ်ချင်းထိတွေ့မှုကဟော်မုန်းတွေထုတ်ပေးုံသာမကပဲလက်ခံချင်းခံရတဲ့ဆိုတဲ့စိတ်ပိုင်းဆိုင်ရာရဲ့တွေဝက်အချက်ပြမှုကိုလည်းယူဆောင်လာပါတယ်ဒီအချိန်မှာမျိုးသမီးတွေကကိုကတစ်ဖက်လူအတွက် လုံးဝပိုင်ဆိုင်သူဖြစ်သွားတယ်လို့ခံစားရပြီးတစ်ဖက်လူကလည်းကို့အတွက်အရေးကြီးဆုံးသူဖြစ်လိမ့်မယ်လို့မျှော်လင့်လာပါတယ်ဒီလိုမျိုးလုံခြုံတဲ့စိတ်ကံစားမှုတစ်ခါလှုံ့ဆော်ခံလိုက်ရပြီးဆိုတာနဲ့မသိစိတ်ထဲမှာ မိခိုအားထားလိုတဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်။ဇီဝကံမရှူထောင်းကနေကြည့်ပြဆိုရင်တော့မြို့သမီးတွေဟာဆက်ဆံရေးအတွင်းမှာအောက်ဆီတဆင်ဟော်မုန်းကိုထုတ်လွှတ်လေ့ရှိပါတယ်။ဒီဟော်မုန်းကလူတစ်ယောက်ကိုယဉ်နီးမှုယုံကြည်မှုနဲ့တွေ့တာချစ်ခင်မှုစတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်။ဒါဟာမိခင်တဝူးကကလေးကိုပွေ့ချထားတဲ့အချိန်မှာထွက်ရှိတဲ့ဓာတ်ရုပ်ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။လူကိုပိုပြီးနီးကပ်ခြင်းစိတ်ပိုပြီးတွေ့ကပ်ခြင်းစိတ်ဖြစ်စေပါတယ်။ဒါကြောင့် တို့ဟာဒီခန်းစားချက်ကိုတစ်ချိန်ခန်းစားလိုက်ရပြီဆိုတာနဲ့မသိစိတ်ကနေနောက်တစ်ချိန်ထပ်ခန်းစားခြင်းစိတ်ဖြစ်ပေါ်လာပြီးတော့ဆွဲလန်းမှုဆက်ဝန်းကိုဖြစ်ပေါ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရာဆိုရင်တော့ပိုပြီးရှုပ်ထွေးပါတယ်အမျိုးသမီးတွေအတွက်လိင်ဆက်ဆံမှုဟာရိုးရိုးရှင်းရှင်းဇီဝကံမှာဖြစ်ရတဲ့ခုမဟုတ်ပဲစိတ်ခံစားမှုကိုအတီးပြူခြင်းဖြစ်ပါတယ်အမျိုးသမီးတွေဟာဒီအတွေ့အကြုံကိုအချစ်ဆိုတဲ့အယူဆနဲ့ခိုင်ခိုင်မာမာဆက်ဆက်ပြီးဒါဟာနှုတ်ဦးကြားကဆက်ဆံရေးကိုအပြင်းထန်ဆုံးတက်တည်ပြခြင်းလို့လည်းမှတ်ယူကြပါတယ်ဒါကြောင့် နိကမှုတိုင်းဟာခန္ဓာကိုယ်ရဲ့လိုအပ်ချက်တသက်မဟုတ်ဘဲနဲ့စိတ်ဝိညာဉ်ရဲ့လိုအပ်ချက်ပါဖြစ်လာပါတယ်။ခန္ဓာကိုယ်ရောစိတ်ပါပြည့်စုံသွားတဲ့အခါမှာတော့တကားတစ်ချက်ကိုဖွင့်လိုက်သလိုပါပဲ။ပြန်ပိတ်ဖို့တော့အရန်ခက်ခဲသွားတာပေါ့။ဒါပေမဲ့မြို့သားတွေကတော့ဒီချက်ကိုမကြခဏလစ်လူရှုလေးရှိပါတယ်။မြို့သားများစုဟာအတူနေတာဟာဖီးအားတွေကိုရှော့ချဖို့ပဲလို့ယူဆပေမဲ့ဒီသမီးတွေအတွက်ကတော့ဒါဟာချစ်ချစ်မြတ်တာနဲ့မိခိုးအားထားမှုကိုတည်တည်ပြတဲ့နီးလန်းဖြစ်ပါတယ်။ဒီလိုကွဲပြားမှုကြောင့် မျိုးသမီးတွေကဆွဲလန်းလွယ်ပြီးမျိုးသားတွေကပိုပြီးတတိရှိနေတဲ့ကွာခြားချက်တွေဖြစ်ပေါ်လာပါတယ်။တခါဆွဲလန်းသွားပြီးဆိုရင်ပိုပြီးအဖို့ပြုတ်ပေးတာနဲ့နိမိကက်ကက်နေတာတွေကိုတောင်းတလာပြီးတော့ဘဝရဲ့အသေးစိတ်အချက်လက်တွေတိုင်းမှာပါတစ်ဖက်လူရဲ့တုံ့ပြန်မှုကိုမျှော်လင့်လာကြပါတယ်။ဒါကြောင့်အမျိုးသမီးတွေလိန်ဆက်ဆံပြီးရဲ့နောက်မှာဆွဲလန်းလွယ်တာဟာကာမဆန္ဒကြောင့်မဟုတ်ဘဲနဲ့စိတ်ကံစားမှုနဲ့ဟော်မုန်းတွေရဲ့ ပူပေါင်းလှုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရလဒ်ပဲဖြစ်ပါတယ်။သူတို့တကယ်တမ်းဆွဲလန်းနေတာကအဲ့ဒီအခိုက်တန့်ကခန္ဓာကိုယ်ရဲ့ခံစားချက်မဟုတ်ဘဲနဲ့အချစ်ခံရတဲ့လိုအပ်ချင်းခံရတဲ့ဆိုတဲ့ခိုင်မာတဲ့ခံစားချက်မျိုးပါ။ဒီအချက်ကိုနားလည်တဲ့မျိုးသားတွေဟာအမျိုးသမီးတွေကဘာကြောင့်အမြဲတမ်းပုံပြီးနီးနီးကပ်ကပ်နေချင်နေရလဲဆိုတာကိုနားလည်နိုင်ပါလိမ့်မယ်။ခြားနည်းလမ်းနဲ့ပြောရမယ်ဆိုရင်အမျိုးသမီးတွေဆွဲလန်းနေတာကဆက်ဆံရေးကိုယ်တိုင်မဟုတ်ဘဲနဲ့နဲ့ဆိုင်နဲ့မေတ္တာနဲ့မိခိုးအားထားမှုပဲဖြစ်ပါတယ်။ စစ်မှန်တဲ့ကျဉ်းနှံမှုကခန္ဓာကိုယ်အပေါ်မှာဘယ်တော့မှမတိရှိပါဘူးစိတ်ထဲမှာပဲအမြဲတူတူနေခြင်းနဲ့ဆိုတဲ့ခံစားချက်တစ်ခုပဲရှိပါတယ်အားလုံးပဲတာယာပျော်ရှင်ကြပါစေရှင်